ဆိုဖန်လေးများအားလုံးပဲမင်္ဂလာပါရှင်အနီးရဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့မင်္ဂလာ mesh channel လေးရဲ့ day 14ဖြစ်ပါတယ်ဒီနေ့ရဲ့ day 14 gratitude guided meditation မှာတော့အနီးတို့ဒီမိမိကိုယ်ကိုကျေးဇူးတရားတွေပွားများကြမှာဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့အနီးတို့ကိုယ့်ကိုယ်ကိုကျေးဇူးတရားပွားများကြမှာကတော့မိမိရဲ့ resilience ဆိုတဲ့စဉ်ကြက်ခံနိုင်မှုကိုကျေးဇူးတင်ကြမှာဖြစ်ပါတယ် ်အော်ဒီနေ့ဗီဒီယိုလေးမှာအနီက resilient ရဲ့အကြောင်းကိုလေဝိမျှပေးသွားခြင်းပါတယ်ပြီးတော့အနီတို့ရဲ့ spiritual practice မှာပေါ့နော် resilient ကဘယ်လောက်ထိအရေးပါတယ်ဆိုတဲ့အကြောင်းလေးကိုလေဆွေးနွေးသွားခြင်းပါတယ်အရင်ဆုံး resilient ဆိုတဲ့စကားလုံးလေးက တချို့ so family များလည်းကြာပူကြတဲ့သူတွေလည်းရှိပါလိမ့်မယ်။စကလုံးလေးကတော့စံစံခံနိုင်ခြင်းဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်။ဆိုတော့စံစံခံနိုင်တဲ့ resilient ကအနေရောဘဝတွေမှာမလွဲတာမရှောင်တာပဲနဲ့ရင်ဆိုင်ရတဲ့အခက်အခဲတွေရှိကြပါတယ်။ဒီအခက်အခဲတွေကရှောင်ရဲလို့လည်းမရနိုင်ဘူး။လာမယ်ဆိုတာလည်းကြိုပြီးတော့မတိနေပဲနဲ့ထိတ်တိုက်ကြွလွားခေရတယ်ပေါ့နော်။ကြော်ဖြတ်ခေရတဲ့အခက်အခဲတွေရှိကြပါတယ်။ A resilience ဆိုတာကတော့ဒီအခက်အခဲတွေကနေပြီးတော့ပြန်နိုးထလာနိုင်တဲ့ကိုယ့်ရဲ့ခွန်အားကိုပြောချင်တာဖြစ်ပါတယ်။အခက်အခဲတွေကိုတွေးကြုံခဲ့ပြီးရဲ့နောက်မှာပြန်ထနိုင်တဲ့ကိုယ့်ရဲ့စိတ်တက်ခိုင်မာမှုတွေကိုဘယ်နည်းရော resilient စံခံနိုင်မှုလို့ဆိုပါတယ်။ a resilient nga anirie spiritual awakening ma le amade a yee ji ye step to khu phit par de so anirue lu da a long ga spiritual journey ko yauk la khe ja da ga ko ye bwa ma shaung lwe lo mi ya de a khet khe de chong twi ya de a twae cha mo lo yauk shi la khe ja da ba taniya phin no aip pyor ni de anirue lu da de ko hno de phit sin ji to khu shi pe ya de bo no so aip pyor ni de anirue ko khat chin chan ne hloun no lai de phit sin ji to khu chong pi twa de nau ja ma lu da de ga spiritual awakening so da wo sa pi yo chong twi ya ba de so di lou no ရဖြစ်စဉ်ကြီးကတချို့လူတွေအတွက်တော့အခြေရေး relationship နဲ့ပတ်သက်တာတွေတချို့အတွက်တော့လုပ်ငန်းကိုင်ငန်းတွေနဲ့ပတ်သက်တာတချို့ကျတော့မိသားစုအရေးကိစ္စတွေနဲ့ပတ်သက်တာတချို့ကျတော့လည်းဒီထက်ပိုပြီးတော့ကြီးမားတဲ့အခက်အခဲကြီးတွေကြုံတွေ့ရတာမျိုးတွေလည်းရှိကြပါတယ်ဆိုတော့ဘလိုမျိုးအခက်အခဲပဲဖြစ်ပါစေလူတိုင်းလူတိုင်းရဲ့ဘဝမှာကြုံတွေ့ရတဲ့အရာတွေကတယောက်နဲ့တယောက်စီကမတူညီကြဘူး၊ကွဲပြားကြပါတယ်။ဒါပေမဲ့အနေနဲ့လူသားအလုံးမှာတူညီတဲ့ စွဲရည်တစ်ခုကတော့ဗာလေးဆိုရင်ခုန resilient လို့ခေါ်တဲ့ကြံ့စက်ခံနိုင်မှုပဲဖြစ်ပါတယ် ဆိုအန်ယူလူသားအလုံးက resilience လို့ခေါ်တဲ့အရေးချင်းနေဂုဏ်သတိတွေကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့မှာရှိခဲ့ကြပါတယ်ကိုယ့်ရဲ့ဘဝမှာကြုံရတဲ့အခက်အခဲတွေကကိုကိုယ်တိုင်ကကျော်လွှားနိုင်တဲ့ဂုဏ်သတိရှိနေတဲ့အတွက်ကြောင့်သာကြုံတွေ့ရတာဖြစ်ပါတယ်လို့အန်ယူရဲ့ဆရာသမားကအမြင်နဲ့ပြောပြလေးရှိပါတယ်အဲ့တော့ spiritual awakening process မှာ resilience ကပထမဆုံး step ဖြစ်ပါတယ် resilience ပြီးသွားတော့မှအန်ယူတို့ blessings ကလာတယ်ပေါ့နော် spiritual step တွေမှာပေါ့နော်သူကလှုပ်နှိုးရဖြစ်စဉ်ကြီးပြီးပြီဆိုတာနဲ့ကံကောင်းခြင်းတွေရောက်လာတယ်ဒါပေမဲ့အဲ့ဒီကြားထဲမှာ step တိတိလေးတစ်ခုကြံခဲ့တာကတော့ဘာလဲဆိုရင်အဲ့ဒီ resilient လို့ခေါ်တဲ့ကျဉ်းဆက်ခံနိုင်မှုလေးဖြစ်ပါတယ်ကိုယ့်ရဲ့ဘဝကိုလှုပ်နှိုးရဖြစ်စဉ်ကြီးဖြစ်ပြီးသွားရဆိုရင်ကံကောင်းခြင်းတွေကအလိုလိုရောက်မလာတတ်ပါဘူးအနေရောကကိုယ့်ကိုယ်ကိုပြန်ပြီးတော့ထဖို့အတွက်လိုပါတယ်နော်အဲ့ထနိုင်တဲ့အရေးချင်း resilient ရှိမှသာလျှင်ကံကောင်းခြင်းတွေကကိုယ့်ရဲ့ဘဝတွေကိုရောက်လာနိုင်မှာဖြစ်ပါတယ် အဲ့တော့အနေရောဘွားတွေမှာအခက်အခဲတွေကြုံတွေ့ရပြီဆိုရင်ဒီအခက်အခဲတွေကိုကျော်လာနိုင်တဲ့အစွမ်းတက်တီးတွေကိုယ့်ရဲ့ခန္ဓာကိုယ်ရင်းမှာအရင်ဆုံးဖွင့်ရပါမယ်။ကြက်ကြက်ခံပြီးတော့ပြန်ထပေးရပါမယ်။ကိုကိုရိုင်းကကိုကိုကိုပြန်ပြီးတော့ဆွဲထူနိုင်တဲ့ခွန်အားတွေကိုကိုယ့်ရဲ့အတွင်းထဲမှာရှာဖွေပေးရပါမယ်။အဲ့ဒါကအနေရောရဲ့ resilient ဖြစ်ပါတယ်။ အဲ့ဒီနည်းရဲ့ gratitude guided meditation လေးမှာဆိုရင်တော့အနေရောအဲ့ဒီကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးရဲ့အတွင်းထဲမှာရှိနေတဲ့စဉ်ဆက်ခံနိုင်မှု resilience ကြီးကိုအာရုံပြုပြီးတော့ကျေးဇူးတင်မှာဖြစ်ပါတယ်။ဆိုတနည်းအားဖြင့်တော့ကိုကိုကိုနှိုးချလိုက်တာပေါ့နော်ကိုရဲ့အဲ့ဒီစဉ်ဆက်ခံနိုင်တဲ့အရေးချင်းဂုံတက်တိကိုအနေရောကဒီကနေ့မှာနှိုးချလိုက်မှာဖြစ်ပါတယ်။ ဒီ resilient ကြီးကကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့အထွေထွေမှာနိုးကြလာပြီးပြီဆိုရင်အနေရောအာမန်အပြေးနဲ့ရှေ့ကိုဆက်ပြီးတော့ရှောင်းနိုင်မယ်အဲ့ဒီခါကျမှပဲမိမိနဲ့ tight တဲ့ကံကောင်းခြင်းတွေကိုစကြဝဠာကြီးကစုချမှာဖြစ်ပါတယ်အော်ဒီနေ့ရဲ့ guided meditation ကအနေရောလူသားအလုံးအတွက်အလိုအဆုံးသော guided meditation တစ်ခုလည်းဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့အနေရောလူသားအလုံးကဒီချိန်မှာ ခက်ခဲပင်ပန်းတဲ့အချိန်ကာလတစ်ခုကိုဖျက်ချော်နေကြရတဲ့အတွေ့ဖြစ်ပါတယ်။အနေရောမှာအလိုအဆုံသောအရာကအဲ့ဒီ resilient ဖြစ်ပါတယ်။ဒါကြောင့်မို့မိမိကိုအပြင်းထန်ဆုံးလှုံ့နှိုးလိုက်တဲ့ဒီအခြေအနေကြီးကနေလဲကျသွားခဲ့ရင်တောင်မှပဲကိုကိုကိုပြန်အားသေးပြီးတော့ထပါရှေ့ကိုဆက်လျှောက်ပါရှေ့မှာ blessing လို့ခေါ်တဲ့ကံကောင်းစင်ကြီးအများကြီးကကိုယ်အတွက်စောင့်နေပါတယ်။ အဲ့ဒီနေ့ guided meditation လေးကိုအနေနဲ့တူတူစားလိုက်ကြရအောင်ပါအနေနဲ့ so family များအားလုံးပဲတတောင်တတားလေးနေရာလေးယူပေးပါနော်စိတ်ကလေးကို short ထားပြီးတော့မျက်လုံးလေးကိုမိတ်ထားပေးလိုက်ပါမျက်လုံးလေးကိုမိထားလိုက်ပြီးဆိုရနဲ့ပြင်ပကအာယုန်နဲ့အားလုံးကို ထုတ်လိုက်ပါတော့နော် ပြင်ပမှာကြားနေရတဲ့အတန်တွေအားလုံးကိုကိုယ့်အာယုန်နဲ့ရနေပြီးတော့ထုတ်လိုက်ပါဒီနေ့တနေ့တာကပြီးသွားပြီဖြစ်တဲ့အတွက်လေဒီနေ့တနေ့တာဖြစ်ခဲ့တဲ့ကိစ္စရက်တွေအားလုံးကိုလည်းကိုယ့်အာယုန်နဲ့ရထုတ်လိုက်ပါ အခုလက်ရှိပြစ်ဆုံးပန်းအခြေလေးပေါ်မှာပဲအာယုံလေးဆူဆိုက်ထားကြပါမယ်။အန်ဒီရိုရဲ့ခန္ဓာကိုယ်ကြီးရဲ့အတွင်းထဲမှာရှိနေတဲ့ resilient လို့ခေါ်တဲ့ကျင့်ကြံခံနိုင်တဲ့အရေးအချင်းဂုဏ်တက်တည်ကြီးကိုဒီကနေ့မှချိန်ဆက်ကြမှာဖြစ်ပါတယ်။စိတ်ဒီအားလုံးကိုလျှော့လိုက်မယ်ခန္ဓာကိုယ်ကြီးတစ်ခုလုံးကိုလျှော့လိုက်ပါမယ်နှာခေါင်းကနေလေလေကိုရှွတ်သွင်းလိုက်ပါနောက်ထပ်တစ်ချိန်ရှွတ်ထုတ်လိုက်ပါ တရားများတစ်စိမ်ရှုသွင်းလိုက်ပါရှုထုတ်လိုက်ပါသုံးစိမ်မြောက်ကိုရှုသွင်းလိုက်ပါရှုထုတ်လိုက်ပါ ဒီနေ့ Gratitude Guided Meditation လေးမစတင်ခဲ့မှာမိမိတို့ရဲ့ကိုယ်စိတ်နှလုံးသုံးပါးဟာကြီးနေသွားစေဖို့အတွက်မိမိရဲ့ဝင်လေထွက်လေလေးကိုခဏလောက်အချိန်ပေးပြီးတော့မှတ်လိုက်ကြရအောင်ပါ။ကျန်တဲ့အာယုန်နဲ့အားလုံးကိုဖယ်ထုတ်လိုက်မယ်။နှလုံးသားမှာအကြည့်တက်ကလေးကိုအာယုန်ပြထားပြီးတော့ကိုယ့်ရဲ့ဝင်သက်ထွက်သက်လေးကို9မိနစ်လောက်အတူတူမှတ်လိုက်ကြရအောင်ပါနော်။ အခုချိန်လေးမှာတော့မိမိတို့ရဲ့ကိုယ်စိတ်နှလုံးသုံးပါးဟာအကြည့်တဲ့ကလေးတွေကြောက်နေပြီဖြစ်ပါတယ်။ဒီနေ့ရေနီတို့ဂျေဆုတရားပွားများချက်မှာကတော့မိမိကိုယ်ရရဲ့ချက်ချက်ခံနိုင်တဲ့ resilience ကိုဂျေဆုတင်ချမှာဖြစ်ပါတယ်။အနေတို့အားလုံးဟာဘဝမှာပထမထားတဲ့အခက်အခဲတွေအပြောင်းအလဲတွေကိုကြုံတွေ့ရပါတယ်။ဒီလိုကြုံတွေ့မှုဒီလိုအပြောင်းအလဲတွေဒီလိုသင်ခန်းစာတွေအားလုံးကကိုယ့်ရဲ့အတွင်းထဲမှာရှိနေတဲ့ ကြက်ကြက်ခံနိုင်တဲ့စွမ်းအားတွေကိုနှိုးကြဖို့စကြဝဠာကြီးကနေ ပို့ပေးလိုက်တဲ့သင်ခန်းစာတွေဖြစ်ပါတယ်။အနေရောအားလုံးကမိမိတို့ရဲ့အတွင်းထဲမှာခွန်အားတတိတွေအပြည့်ရှိနေပါတယ်။ဒီခွန်အားတတိတွေကိုယုံကြည်လိုက်ပါ။ဘလို့အခြေအနေမျိုးပဲဖြစ်ပါစေဒီအခြေအနေကြီးကနေငါဟာပြန်ထနိုင်တယ်ဆိုရဲယုံကြည်စိတ်ကိုမွေးလိုက်ပါ။ငါဟာကြက်ကြက်ခံနိုင်တယ်ငါဟာပြန်ထနိုင်တယ် လဲကျသွားလို့မိမိကတန်ရာတွေအများကြီးရခဲ့တယ်ဆိုရင်တော့ဒီတန်ရာတွေကိုကိုကိုရိုက်ဆေးထည့်ပြီးတော့ပြန်ထပြီးတော့ရှေ့ကိုဆက်လျှောက်မယ်ဆိုရဲရုပ်ချင်မှုမျိုးမိမိအပေါ်မှာထားလိုက်ပါဒီနေ့ဒီချိန်ထိလည်းမိမိတို့မှာကြက်ကြက်ခံပြီးတော့ကိုယ့်ရဲ့ဘဝကို ရှင်သန်လာခဲ့တာဖြစ်ပါတယ်အနေရရဲ့ဘဝရီမှာဆက်ဆက်ခံပြီးတော့ကြော်ဖြတ်ခဲ့တဲ့ဘဝရဲ့အခက်ခဲအချိန်တွေကို ပြန်စဉ်းစားကြည့်လိုက်ပါဒီချိန်တွေကိုစဉ်းစားကြည့်တာဟာနောင်တတရားတွေရဖို့မဟုတ်ပါဘူး နာကြီးမှုတွေဖြစ်လာဖို့မဟုတ်ပါဘူး။ကြက်ကြက်ခံနိုင်ပြီးကြော်ဖြတ်နိုင်ခဲ့တဲ့မိမိကိုယ်ကိုဂုဏ်ယူစွာနဲ့ချီးစွတ်တင်တတ်ဖို့ဖြစ်ပါတယ်။ဒီနေ့ဒီချေဒီနေရာကိုရောက်လာဖို့အတွက်မိမိတို့ကြော်ဖြတ်ခဲ့ရတဲ့အရာတွေကိုပြန်ပြီးစဉ်းစားကြည့်လိုက်ပါ။ဒီခက်ခဲတဲ့အားလုံးကိုကြော်ဖြတ်နိုင်ခဲ့တဲ့မိမိကိုယ်ကိုချီးစွတ်တင်လိုက်ပါ။မိမိရဲ့ခန္ဓာကိုယ်ကြီးရဲ့အတွင်းထဲမှာရှိနေတဲ့စံစက်ခံနိုင်တဲ့ခွန်အားတက်တည် resilient တွေကိုကျေးဇူးတင်လိုက်ပါ။ မိမိတို့ရဲ့ရှေ့ဆက်ရှောင်းမဲ့လမ်းမှာလေကြက်ကြက်ခံနိုင်တဲ့ခွန်အားအပြည့်နဲ့မိမိတို့ဘဝကိုအပြည့်ဝဆုံးရှင်သန်သွားမှာဖြစ်ပါတယ်။ဘလို့အခြေအနေမျိုးနဲ့မှနောက်မဆုတ်ပါဘူး။လဲကျသွားခဲ့တဲ့တိုင်အောင်ပြတ်ထနိုင်တဲ့ခွန်အားတက်တည်တယ်။ကိုယ့်ရဲ့အတွေ့အထဲမှာအပြည့်ရှိနေတယ်ဆိုတာယုံကြည်ထားလိုက်ပါ။ကိုယ့်ရဲ့ကြက်ကြက်ခံနိုင်မှုတွေကိုချီးစွတ်တင်လိုက်ပါ။ငါရဲ့ဘဝတစ်လျှောက်လုံးကိုငါကြက်ကြက်ခံပြီးကြော်ဖြတ်နိုင်ခဲ့တဲ့အတွက်ချီးစွတ်တင်ပါတယ်။ ငါရဲ့ resilience နေကြောင့်ငါဟာကံကောင်းခြင်းဤအများကြီးကိုလက်ခံရရှိတော်မှာဖြစ်ပါတယ်ဒီကံကောင်းခြင်းတွေကိုလည်းလက်ခံဖို့အတွက်အစဉ်သေးဖြစ်နေပါတယ်။လက်ခံရရှိနေပြီးဖြစ်တဲ့ကံကောင်းခြင်းတွေကိုလည်းပဲကျေးဇူးတင်ပါတယ်။ကိုယ့်ရဲ့ဘဝမှာမိမိကြောပြတ်နိုင်ခဲ့တဲ့အခိုက်အတန့်တွေအားလုံးကိုဂုဏ်ယူစွာနဲ့ကျေးဇူးတင်ပြီးပြီဆိုရင်တော့မိမိဆက်လျှောက်သွားရမယ့်အနာဂတ်မှာလည်းခွန်အားတတိအပြည့်နဲ့စက်စက်ခံစွာရှောက်လဲမယ့်မိမိရဲ့ပုံစံတစ်ခုကိုမြင်အောင်ပြီးကျေးဇူးတင်လိုက်ပါ။ အနာဂတ်မှာလည်းမိမိဟာကိုယ့်ရဲ့ချက်ချက်ခံနိုင်တော့ခွန်အားတွေကိုအပြည့်အဝဆုံးအသုံးချပြီးမိမိတို့ဘဝရဲ့ကံကောင်းမှုတွေအားလုံးကိုလက်ခံရရှိဖို့အတွက်အစဉ်တင်ဖြစ်နေပါပြီ။ဒီကနေ့ရဲ့ guided meditation လေးရတော့အောင်မြင်သွားပြီဖြစ်ပါတယ်။အနီရိုဆိုဖာမီများအားလုံးလဲမိမိတို့ရဲ့ရှင်နေမှာခွန်အားတက်တည်ပြီးအပြစ်ခံစားနေရပြီလို့အနေယုံကြည်ထားပါတယ်။ ်မိမိတို့ကိုယ်တိုင်ရဲ့ resilience ရဲ့ခွန်အားတွေရဲ့အရှိန်အဟုန်ကိုလည်းတတိထားမိနေပြီလို့အနီကယုံကြည်ထားပါတယ်ဒီချက်ချက်ခံနိုင်မှုကြောင့်ဝင်းနေတို့ဟာမိမိတို့ရဲ့ဘဝမှာကံကောင်းခြင်းတွေအများကြီးကိုလက်ခံရရှိနိုင်မှာဖြစ်ပါတယ်အဲ့တော့ညီရောရဲ့မင်္ဂလာမက်ချ်ချန်နယ်လေးရဲ့ day 14ကလည်းအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်ရှင်။ ။အနေရဆိုဖမီများအားလုံးဒီတနေ့တာကိုလည်းအကောင်းဆုံးကြိုးစားရှင်သန်ခဲ့ကြပါရစေ။မနေ့ဖြစ်မှာအနေရပြန်လည်ဆုံတွေ့ကြပါမယ်နော်။ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်။